မိုက်ဟိုဘာကိစ္စအကူကြီးတောင်းတာလည်းမသိဘူး။ကျွန်တော်တမီလေးသူများအာရမပြုတ်ကြံမှုနဲ့လိုအပ်လို့အကူကြီးတောင်းလာပါဆရာ။ဒီအရွယ်လေးကငယ်ငယ်လေးကိုအာရမပြုတ်ချင်တယ်။တမီအသက်ကဘယ်လောက်ရှိပြီလဲ။ခုနှစ်နှစ်နဲ့ဆယ်လပါဆရာ။ခုနှစ်နှစ်နဲ့ဆယ်လ။ဟုတ်ပါဆရာ။ခုနှစ်နှစ်နဲ့ဆယ်လကိုဘယ်လိုလူရုံမှမျိုးอ่ะအဲ့ဒါမှပြုတ်ချင်ရတယ်ဘယ်လိုဖြစ်တာလဲမသိဘူးဖြစ်စင်နေပြောပြလို့ရတယ်ရပါတယ်ဆရာကျွန်တော်တို့ခမအလုံးလုံးနေပါတယ်ဆရာအလုံးလုံးနေတဲ့နေ့မှာ तू ကအလုံးမစင်းမဲ့နဲ့ ခလေးနဲ့အတူဒီမှာသူ့ညီလေးနဲ့ကစားနေပါလေဆရာကစားနေတဲ့ဟာကိုခလေးကိုဂိမ်းဆော့မယ်ဆိုပြီးခေါ်ပါလေဆရာအဲ့ဒါခလေးကအဲ့ဒီမှာဂိမ်းဆော့သူဂိမ်းဆော့နေတာကိုကြည့်ရင်အိပ်ပြောသွားပါလေဆရာအိပ်ပြောသွားတဲ့အခါမှာသူကခလေးကိုအတင်းအဓမ္မပြုချင်ပါလေဆရာအဲ့ဒီမဒိန်းသမားရဲ့အသက်ကဘယ်လောက်ရှိလဲ25နှစ်ပါဆရာ25ဟုတ်ကဲ့သူ့နာမည်ဘယ်လိုခေါ်လဲဆရာစင်ကိုပါဆရာသူ့ဇာတိကဘယ်ရလဲသူ့ဇာတိကတော့ကျွန်တော်တို့မသိပါဘူးဆရာဒီရောက်မှသိပါလေဆရာဒီရောက်မှသိနော်ဟုတ်ကဲ့ သမီးလေးသမီးလေးအသက်ကဘာရှိပြီသမီးအသက်ဘာရှိသလားခုနှစ်နှစ်30လားကျောင်းကျောင်းကျောင်းနှစ်တန်းရှိပါလေဆရာတန်းရှိတယ်နော်အဲ့ခါကျတော့အခုအဲ့လိုမျိုးအထမအထမကအထမကျင့်သွားတဲ့ခါကျဒီကလေးကဘယ်လိုဆေးရုံတင်ရမှာပေါ့ဟုတ်ကဲ့ဆေးရုံတင်လိုက်ရပါတယ်ဆရာဆေးရုံတင်တဲ့ခါကျတော့ဘလို့အနေထားဖြစ်လေပြောလဲအခုကလေးမိမကူကကွဲနေလို့ချုပ်နေရပါဆရာချုပ်လိုက်ရပါတယ်ဩပြောမှဆိုရင် အီလီသူအသက်80နှစ်နဲ့6လဆိုတဲ့အရွယ်လေးမှာအထမပြုချင်းခံရတဲ့ခါကျတော့ဒီမကိုကွဲဆိုပြီးတော့ချုပ်လိုက်ရတာပေါ့နော်ဟုတ်ကဲ့ဆရာအဲ့ဒါကြကလေးကခုထိုင်လို့တော့မရဘူးထိုင်လို့တော့မရပါဘူးဆရာမတ်တပ်ပဲနေရပါอืมအဲ့ခါကျတော့ဒီကလေးရဲ့ကျမ်းမာရေးအခုဝင်နေပြောရင်အမတို့ကိုယ်တိုင်ကမှစားတော့ဖို့ကမလုံလောက်ဘူးမလုံလောက်ဆရာမလုံလောက်တဲ့ခါကျတော့ဒီကလေးစိတ်ကူးတာဖို့နဲ့ဒီကလေးနောင်ကြီးအတွက်အကူအညီတောင်းတာပါဟုတ်ကဲ့အကူအညီတောင်းပါတယ်ဆရာอืมတို့အဲ့လိုဆရာတို့ချမအကူအညီတောင်းပါတယ်ဆရာဟုတ် ဒုက္ခပဲเนาะကိုအဲ့ဒီလူကိုကြားရတော့ဟိုဟာဖမ်းသွားပြီလားဟုတ်ကဲ့ဖမ်းသွားပါပြီဆရာอืมဒီပေါ်ဒီပေါ်နောက်ဒီကွာမိရမှာမသိဘူးပြောရမှာအာနာဟုတ်ပါဟုတ်ပါဘယ်အဘယ်နော်အဲ့ခါကျတော့ကလေးရောအမိုင်းမှာကလေးဘယ်နှယောက်ရှိလဲ3ယောက်ရှိပါဆရာကလေး3ယောက်ရှိနော်ကလေး3ယောက်ရှိတယ်မှာဒီကလေးကအငယ်ဆုံးမလားဒီကလေးကအငယ်ဆုံးပါဆရာဩအငယ်ဆုံးလေးကိုမှ तू ကလူမျိုးရွေးချယ်ပြီးတော့ရုံးမှာတော့ဟုတ်ကဲ့ဆရာဟုတ် ဟုတ်ပြီအဲ့ဒီခါကျတော့ပြောမယ်ဆိုရင်နောက်ဆိုရင်ဟိုကဒဇင်းကိုယုံလို့မရဘူးလေနော်ဟိုဘာပြောတော့ကလေးကလေးပဲရှိအခုခေတ်ကမလွယ်ဘူးနော်ဟုတ်ပါရှင်ခေတ်ကဘယ်လိုလဲကလေးလည်းမသိလူကြီးလည်းမသိနော်ဟုတ်ပါရှင်ဘယ်လိုမျိုးအရမပြုချင်းခံရတဲ့ခါကျတော့ကလေးရဲ့အနာဂတ်အတွက်လည်းမကောင်းဘူးဟုတ်တော့သူ့ကျမ်းမာရေးအတွက်လည်းမကောင်းဘူးအခုပြောမယ်ဆိုရင်အခုဟိုဒါဒါတော့ဗောနော်အသက်ကခုနှစ်နှစ်နဲ့၈လပဲရှိသေးတယ်တမင်းငယ်လေးပါနော်၁၀လလားဩခုနှစ်နှစ်နဲ့၁၀လပဲရှိသေးတယ်တမင်းငယ်လေးပါနော်ဒီတမင်းငယ်လေးကတော့ဘယ်နှစ် ဗတင်းလောက်ရှိပြီလေမနေ့ကိစ္စပြောဟုတ်ဟိုဖြစ်တဲ့ကိစ္စလားကဟို25ရက်နေ့ဖြစ်ပါတယ်25ရက်နေ့ပေါ့နော်ဒီလ25ရက်နေ့ကပေါ့အာတမပြုကျင့်ခံရပါတော့တမီးလေးကအဲဒီလူရုံးမှာတော့ဟို25နေ့အရွယ်ပေါ့နော်အတူကလည်းအဲဒီလူရုံးမှာတော့ဖမ်းသွားပြီလို့ပြောပါပါတယ်အဲဖြစ်တခုကြီးတောင်းခံရတဲ့အကြောင်းရင်းကတော့ဒီကလေးရဲ့စေကူတာဖို့ပေါ့နော်စေကူတာဖို့အတွက်တာဖို့တာဖို့နေဖို့ထိုင်ဖို့အတွက်အဲရန်လိုအပ်နေလို့ ဟိုဒီအဆက်တွေကိုဘေးဖက်ပြီးတော့တို့မင်းသားပရိုက်တာကိုအကူကြီးတောင်းတာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေ့တော့အာမာဒီလူရှင်တူလေးနဲ့လူသားပြေမယ်နော်ဟုတ်ပါဆရာကျေးဇူးတင်ပါတယ်အဲဒီနေ့ရဲ့လူရှင်ကကြတော့ကိုရဲနိုင်ဆိုးကိုရဲနိုင်ဆိုးဆိုးကော်စမက်တစ်ကနေပြီးတော့ ီသမီးညံလေးအတွက်အလှူငွေတသိန်းထူသားပေးလိုက်မယ်နော်တကယ်လို့များဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဘလို့လှူတမ်းမဲ့အလှူရှင်တွေရှိရင်ကျွန်တော်လာလှူပေးမယ်နော်အလှူရှင်တွေလည်းကြားမှာပါချမ်းသာပါသေးဒါနဲ့မကလည်းလှူနေတန်းနိုင်ပါလာလှူပေးတဲ့အကူလည်းကြားမှာပါချမ်းသာပါသေးဟုတ်ဟုတ်အမငယ်နေနော်သမီးနော်စေကူတာလိုက်ပျောက်သွားမယ်နော်အဆင်ပြေပါသမီးနော်